ဝက်ကြော်တော့ဝက်ကြော်ပဲဒါပေမဲ့ဒီနီးတိုင်းကြော်ကြည့်လုံးဝသဘောကျသွားစေအောင်အားလုံးပဲမင်္ဂလာပါ Flow Vine ကြော်ဝါ Channel နဲ့ညှိစုလိုက်ပါရယ်ဒီနေ့တော့ဝက်ကုတ်သားလေးကိုအကင်ပုံစံမျိုးကြော်စားမှာပဲဖြစ်ပါရယ်ကင်ထားသလို၆၆ကြီးလည်းမဟုတ်ဘူးကြော်ထားသလိုမျိုးမမာကြီးကြီးကြီးလည်းမဟုတ်ဘဲနဲ့တကယ်ကိုစားလို့ကောင်းတဲ့ပုံစံလေးဖြစ်တာမို့လို့ဒီနီးလေးကိုသိချင်နေပြီဆိုရင်ဗီဒီယိုလေးကိုဆက်ကြည့်ပြပါဦးခင်ဗျာ ဝါကုတ်တာကြော်ဖို့အတွက်ဝါကုတ်တာနှစ်တုံးကိုအသုံးပြုပါမယ်ပထမဆုံးဝါကုတ်တာရဲ့ရှင်နဲ့တန်တော်လို့စီလိုက်ပါမယ်ရှင်းစီပြီးသွားပြီဆိုရင်ဝါကုတ်တာအတုံးကထူတဲ့အတွက်ပါတော်လို့အလျံနေတချမ်းလွှာလိုက်ပါမယ်ကဲလို့ကိုဝယ်လာတဲ့ဝါကုတ်တာအတုံးကအရန်ထူနေတယ်ဆိုရင်တော့တထုံးကို၃ပြ၄ပြလောက်ထိရအောင်လွှာပြလို့ရပါလိမ့်အခုလို့လွှာလိုက်တော့မှကုတ်တာပါသွားပြီးတော့ကြော်တဲ့အခါမှာအကျဉ်းကြီးပါပဲဖြစ်ပါတယ် လွားပြီးသွားပြီဆိုရင်အရာသာနေပါမယ်စားထည့်ပါမယ်ခင်းရွက်မုံထည့်ပါမယ်ပင်ငယ်ပြားရဲ့အကြည်တစွန်းထည့်ပါမယ်ခယူးစီတစွန်းထည့်ပါမယ်ခင်းချက်အရက်နေငယ်ထည့်ပါမယ်လျိုကောင်းမုံနေငယ်ထည့်ပါမယ်ပြောင်းကုန်ရောထမင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ထည့်ပါမယ်ကဲလို့ပြောင်းကုန်ရှင်ရိုးကောင်းမုံအသုံးပြုလိုက်ပါတယ် ြီးသွားရင်အကုန်လုံးကိုတေချာလေးနှက်အောင်နေပြီးတော့တဏှာကြီးလောက်အရသာနှက်ထားပါမယ်။အရသာနှက်တဲ့အခါမှာအပေါ်ကနေစီလေးဆန်းပေးထားပါမယ်။အခုလိုမျိုးစီနဲ့နှက်ထားလိုက်တဲ့အတွက်ဒီနေထားတဲ့အရသာတွေကအသားတွေကိုလည်းပိုစိတ်ဝင်နေ။နောက်ပြီးတော့စီကအသားထဲမှာရှိတဲ့အဆိုးတွေကိုထိမိထားတဲ့အတွက်ဝက်သားကိုကြိုလိုက်တဲ့အခါမှာဆူဆူအီအီလေးဖြစ်နေစီပါလေ။ ရသနှက်ထားတော့မှပဲဝက်သားကြော်ဖို့အတွက်ပြင်ဆင်ထားပါမယ်။ကြက်သွင်ပြူ9မ6မလောက်ကိုအခွန်ခွာပြီးတော့တပြားရိုက်ထားပါမယ်။ခုအသားနှက်ထားတဏှာကြီးလောက်ရှိသွားပြီဆိုတော့စပြီးတော့ကြော်ပါမယ်။ဒီမှာဆုံးအိုးရဲကိုစီထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်တော့တပြားရိုက်ထားတဲ့ကြက်သွင်ပြူကိုထည့်ပြီးတော့ကြော်ပါမယ်။ကျက်သွင်ပြူကလုံးဝကျွတ်သွားပြီဆိုရင်တော့ကျက်သွင်အဖြူအဖက်တွေကိုပြင်ဆင်ထားလိုက်ပါမယ်။ ြီးသွားရင်တော့အဲ့ဒီစီတဲကိုအရသာနှက်ထားတဲ့ဝက်ကုတ်သားကိုအပြားလိုက်လေးထည့်ပြီးတော့ကြောပြီးပါမယ်ကြော်တဲ့အခါမှာတစ်ဖက်ကိုတေချာလေးကြက်အောင်ကြော်ပါမယ်။တစ်ဖက်ကြက်သွားပြီဆိုမှနောက်တစ်ဖက်ကိုလှမ်းပြီးပါမယ်။နောက်ပြီးတော့ကြော်တဲ့အခါမှာမီးအပြင်းပြင်းနဲ့ကြော်လို့မရပါဘူး။တွင်းထဲအထိပါကြက်အောင်လို့မီးအနေတော်နဲ့စိတ်ရှိရှိကြော်ပေးရပါမယ်။ကြော်နေရင်ဝက်သားရဲ့အနားလေးကြက်လာပြီဆိုရင်တော့အသားလေးလှမ်းကြည့်လိုက်ပါမယ်။ကြက်နေပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှမ်းပြီးတော့ဆက်ကြော်ပေးပါမယ်။ ော်နီနဲ့ဝတားရဲ့မျက်နှာပြင်နှစ်ဖက်စလုံးကအယောင်လေးရှင်လာပြီ။စီရလည်းပေါက်လာပြီဆိုရင်တော့ဝတားကျက်ပြီပဲဖြစ်ပါလိမ့်။ဆေးပြီးတော့စီစစ်ထားလိုက်ပါမယ်။ဒါဆိုရင်တော့ဝတ်ကုတ်သားကြော်ထားလေးကရပြီပဲဖြစ်ပါလိမ့်။ ဒီဝက်ကုတ်သားကြော်ထားလေးကပူပူနွေးနွေးစားတာတော့အကောင်းဆုံးပါအဲဒါကြောင့်စီစစ်သွားပြီဆိုရင်အေးမသွားခင်ပဲစားဖို့အတွက်လီးလိုက်ပါခင်ဗျာအခုနီးလေးကတော့ဝက်သားကိုပုံမှန်ကြောနေကြတိုင်းစီထဲမှာထည့်ကြော်တာပါပဲဒါပေမဲ့အရသာနှက်တဲ့ပုံစံကွာသွားတဲ့အတွက်ပုံမှန်အသားကိုစီနဲ့ကြော်သလိုမျိုးမာမာချောက်ချောက်ကြီးဖြစ်မနေပဲနဲ့ကြော်ပြီးသွားတဲ့အချိန်မှာဝက်သားလေးကအခုလိုမျိုးဆူဆူအီအီလေးကျန်နေရပဲဖြစ်ပါတယ်။ကင်ထားတာနဲ့မတူတဲ့အချက်ကတော့အခုလိုကြော်ထားတာတွင်းသားတွေအထိပါဆူပြီးတော့အီနေတာပဲဖြစ်ပါတယ်။ လီးပြီးသွားလို့ပကံလေးကိုစီထည့်ပြီးသွားပြီဆိုရင်တော့အပေါ်ကနေနှဲလေးဖြူပေးလိုက်ပါမယ်။ကဲဒါဆိုရင်တော့กินထားတဲ့ပုံစံနဲ့တူပြီးတော့กินထားသလိုလည်းခြောက်မနေဘူးကြော်ထားသလိုလည်းမာမာကြီးကြီးကြီးဖြစ်မနေတဲ့ဆိုဆိုအီအီဝက်ကုတ်သားကြော်လေးကရာယူပေးဖြစ်ပါတယ်။ဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးပဲအိမ်မှာလွယ်လွယ်ကူကူလိုက်လို့စားနိုင်ပြီလို့ယူဆပါတယ်ခင်ဗျာ။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုမျိုးအရသာရှိတဲ့ဟင်းချန်ဒီမုန်လုံးလေးတွေကိုအပတ်စဉ်တနင်္လာဘုတ်တခုနဲ့စနေနေ့ညနေ9နာရီတိုင်းမှာတင်ဆက်ပေးသွားမှာလို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပြီးပါတော့။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။